လန်းဆောင်မှာတော့လူတယောက်ကလမ်းမကြီးရေးပြီးမှတယောက်ထဲဟိုတေးတူတွေနဲ့လမ်းချောက်လာနေပြီခဏကြာမှာတော့အချင်းမူးတန်မောင်းလာတဲ့ကားသမားရဲ့လက်ဆောင်အောင်မိသွားကာကားတိုက်ခံလိုက်ရပြီးနေရာမှာနေအသက်ပြောက်သွားပါတယ်နောက်ရမှာတော့နေခန်ရဲတယောက်ကထိုသူရဲ့အလောင်းကိုတွေ့သွားပြီးအလောင်းကလည်းငှက်စာဖြစ်နေကရဲတွေကတော့တောင်းဝင်အရာစခန်းကိုတင်းပြန်ပို့နေပါတယ်ခဏကြာမှာပဲတည်နေတဲ့အလောင်းကြီးကရုတ်တရက်ပြန်ထလာပြီးတောထဲကိုပြေးဝင်သွားတာကြောင့်နေမီခန်ကြီးကလည်းတကယ်တည်နေရဲ့ဆိုတာကိုအသက်ချဆက်သက်ပြီးသားဖြစ်ပေမဲ့လက်ရှိမှာအလောင်းကိုမတွေ့ရတော့ကဖျက်တဲ့အကုန်လုံးကိုနားမလည်ဖြစ်သွားရပါတယ် တဖက်မှာလည်းဆန့်အားဖျားသခင်ဆက်သက်မှုတန်နေကြောင်းဗဇက်တရက်နေပါအသွေးထွက်ကြလာနေပြီ။နေရောင်တယောက်လာအကြောင်းဘာမှဖြစ်သလိုမျိုးဟန်ဆောင်နေလိုက်ပါတယ်။ဒင်းရလည်းဆန့်ရဲ့အခြေအနေကိုအကဲခတ်လိုက်ပြီးဘာမှဆက်ပြောမနေတော့ဘဲကေဗင်စီကနေတရေရပြီလားလို့မေးလိုက်ကဆန့်ကလည်းမရသေးဘူးလို့ဆိုအကြောင်းဒင်းနဲ့စိတ်ပြတ်သွားကဘာသာစကားလေးတစ်ခုကိုဘာသာပြန်တာကွာအဲ့လောက်ခက်သလားဆိုပြီးရေရွနေပါတယ်။ ဆန်အားလည်းဒင်းကိုသိချောဖို့တိုက်ပေါ်နေပြီးလက်ရှိမှာသူဖုတ်ကောက်အမှုတစ်ခုတွေ့တာကြောင့်လေကားတိုက်ခရရပြီးတော့တင်နေတဲ့သူဟာဒုတိယကြီးထပြီးသွားတယ်လို့ပြောပြလိုက်ကဒင်းကလည်းဟုတ်လို့လားကွာမျက်မြင်သက်သက်ရတကယ်သိမသိရောဆေဝါစစ်တလာလို့မင်းနေကဆန်အားလည်းအနည်းနဲ့ဆက်တတန်းရှိတဲ့ရဲမှုကိုယ်ရန်ဟာတေဆုံးကြောင့်အတီးပြူထွက်တာဖြစ်ပြီးအလောင်းကလည်းပုံပြပန်းပြဖြစ်နေပြီးတော့မှထပြီးပြီးသွားလို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ပဲ FBI agent ဒင်းမက်ဆန်လည်းအမှုဖြစ်သွားရာမူတလာမျိုးရောလာကြပြီးမျက်မြင်တသက်ဖြစ်တဲ့ရဲမှုစီကိုသွားကအထိုးတောက်မိကြပါရဲ့ ရဲမှုကတော့တိတ်ကြတယ်တိတ်ကြတယ်အဲ့ဒါဖုတ်ကောင်းမဲလို့တိတိချပြောနေရကြအောင်ဒင်းမက်ဆန်တို့လည်းရဲမှုနဲ့ပြိုင်ချင်းမနေတော့ဘဲဒင်းဟာအဲ့အလောင်းကိုတယောက်ကဆွဲယူသွားတော့မဖြစ်နိုင်ဘူးလားလို့မေးလိုက်ကရဲမှုကလည်းမဟုတ်ဘူးဘာအရာမှမရှိဘူးငါအိမ်သားမှတွေ့ရတာတော်လေးကိုပြေးဝင်သွားတယ်ချီဟာတစုံပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစကန်ရဲ့စည်ရင်မလီကဝုန်းဝတက်ခိုက်ခင်ရတယ်အမှုတစ်ခုကိုတွေ့ရလို့ရဲမှုကိုလာအကြောင်းကြားပြီးရဲမှုလည်းတွားကြည့်တဲ့အချိန်မှာတော့သူတွေ့ခဲ့ရတဲ့ဖုတ်ကောင်းမဲဖြစ်နေပါတယ်ဒါကြောင့်ရဲမှုလည်းအလလကြားဖြစ်သွားပြီးဟုတ်တယ်ငါတွေးကြတာအဲ့ကောင်ပဲလို့အလလကြားနဲ့ပြောပြီးရခွေးကိုစီကိုပြေးဝင်သွားပါတယ် ဒါမဲ့ဆန်အားရဲမှုကိုဝင်တက်လိုက်ပြီးသူတို့တွေဒီမှုကိုရှင်းလိုက်ပါမယ်လို့ပြောလိုက်ကရဲမှုလည်းစကမ်းပါပဲစိတ်အေးနဲ့ထိုင်ဆုံနေပြီပါလို့ပြောလိုက်ပါတယ်ရဲမှုကလည်းဆန်ပြောတာကိုလက်ခံလိုက်ပြီးဖုတ်ကုတ်ဆိုတာတခြားလို့ရှင်တော့ခေါင်းချင်းပြီးပြရမှာတော့ဆိုပြီးတခါတည်းမာလိုက်ကဒေမက်ဆန်လည်းရုပ်ခွေရောက်ရောက်လာကြပြီးဒရန်ပလက်ပွားနဲ့ဖုတ်ကုတ်ရဲ့အလောင်းစစ်ကြည့်နေတဲ့အချိန်ရဲမှုထင်နေတယ်လို့မျိုးဖုတ်ကုတ်ဟုတ်မနေပဲတာမန်လူတယောက်ကလက္ခဏာတွေပဲရှိနေတရားကြောင့်နားမလည်လည်းဖြစ်နေကြရပါတယ် ဒီလိုနဲ့ဒင်းမက်ဆန်လေအခန်းပြုံပြထွက်လာကြပြီဒင်းဟာဒီကောင်ကတာမတ်လူပါပဲဘလို့ဘလို့ဖြစ်ပြီးတော့တည်ပြီးပြန်ရှင်လာလဲလို့ပြောနေကဆန်အားတော့သူလက်လက်ရှိမှမတည်သေးကြောင်းပြန်ပြောလိုက်ပါတယ်သူတို့တယောက်တော်ကီဖုတ်နေတဲ့အချိန်မှာပဲဖုတ်ကောင်ကြီးဟာဒရာတဲ့တချစ်ပတ်သက်လာပြီးတတိပြာလာကနေရာနဲ့ထွက်ပြေးသွားပြန်ပါတယ်တော်ကီဖုတ်ကောင်းနေတဲ့ဒင်းမက်ဆန်လေအလောင်းမရှိတော့တာကိုသတိထားပြီးသွားတော့မှတချင်မက်လိုက်ဖမ်းဖို့ပြင်ကြရပါတယ်တနေရာရောက်မှတော့ဒင်းမက်ဆန်လေဖုတ်ကောင်ကိုပြန်ဖမ်းမိသွားကြပြီးဒင်းဟာအကြမ်းနည်းနဲ့မရဘူးလေဘာကောင်လဲလို့မေးနေပါတယ် အဖက်ခံလာတဲ့သူကတော့သူ့နာမည်ဟာရှိန့်ဖြစ်ကြောင်းလဲသူ့ကိုယ်သူလည်းဘာကောင်မှမသိသေးပါဘူးလို့ပြန်ပြောခါသူတိဟာတကူကတော့သူဟာအမြဲတမ်းနေရပါပဲလို့ပြောလိုက်ပါတယ်အဲစကားကြောင့်ဒင်းလည်းအကြောင်းအရာဖြစ်သွားပြီးရှိန့်ကိုလွတ်ပေးလိုက်ကဆန်ကလည်းအမြဲတမ်းနေရဆိုတာဘာတိပဲလဲလို့မေးလိုက်ပါတယ်ရှိန်ရလေသူမမိတဲ့လို့ဆိုပြီးသူဟာတရက်တခါလောက်ပုံမှန်သိနေရပဲလို့ပြောလိုက်ပြီး나이အနှဲငယ်ကြရင်တော့အခုလိုမျိုးပဲပြန်ရှင်လာတာဘာလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဒင်းနဲ့ဆန်ကလေတခုခုမူမှန်တာကိုတီးသွားပြီးရှိန်ကိုစစ်ဆေးဖို့အတွက်မော်တယ်ကိုခေါ်သွားကြပါတယ်။ မော်တော်ရောက်တာနဲ့ဒင်းမက်ဆန်လည်းရှိန်ကိုမကောင်းဆိုးအောင်ဟုတ်မို့အရင်စစ်သေးနေကြပြီဘာလက္ခဏာမှပြတာကြောင့်စဉ်းစားရကြက်ကုန်ကြပါတယ်ဒင်းဟာမဲခုလိုဖြစ်နေတာဘလောက်ကြပြီလဲလို့မေးလိုက်ပြီးရှိန်ကလည်း "तू မမိတဲ့လို့ဆိုရင်တော့"လို့ပြောကာ "तू မမိတာကလည်းလုံခဲ့အနေနဲ့ငရပဲစပြီးမမိရပါလို့ပြပြလိုက်ပါတယ်ဒင်းမက်ဆန်ကလည်းကောင်းကွာမင်းကအတိတ်ပါမင်းနေရပဲလို့ပြောလိုက်ပြီးဆန်ကလည်းဒါဆိုရင်မင်းမမိတဲ့အချက်နဲ့စပြီးဖြစ်ပျက်ခဲ့ရတဲ့အားလုံးကိုငါတို့ပြပြဆန်ပါလို့ပြောလိုက်ပါတယ် ရှင်းရလေသူ့ကိုပြိုကျနေရေခဲတော်တစ်ခုစီကနေကဲခဲရတာဖြစ်ကြောင်းနဲ့အချိန်တစ်ခုကြာမှတော့သူ့စီမှာဖြစ်နေတဲ့အရာလေးကိုသူ့ကိုယ်နားလည်သွားအောင်လူတွေနဲ့ဝေးရနေရမှာတယောက်တစ်တီချနေတဲ့အကြောင်းပြပလိုက်ကပြီးခဲ့တဲ့ရက်ကပဲတနေရောင်သွားနေရင်လမ်းမှာကားလိုက်ခံခဲ့ရတဲ့အကျိုးကိစ္စတွေဟာဆာပြီးဖြစ်လာတာပဲလို့ရှင်းပြလိုက်ပါတယ်တဲရလေမေးရနာမည်ကျတော့ဘာလို့မမှတ်နေရလဲလို့မေးလိုက်ပြီးရှင်းရလေနာမည်လားအဲ့ဒါကျွန်တော်နာမည်အရင်တော့မဟုတ်ပါဘူးဗျာအမကြီးကညာခွတ်တွင်ကြလေးရှိအောင်လို့ကိုကိုကိုနာမည်ပေးထားတာဘာလို့ပြန်ပြောလိုက်ပါတယ် ပြည့်ရနဲ့ရှိန်းစာရေချိုးကန်းတရဝင်သွားပြီဒင်းမြက်ဆန်ကလည်းရှိန်းချောက်အတွင်ပြီးတုံ့တက်နေကြတာဒါတိစားဖြစ်နေတယ်ဆိုတာကိုသတိထားမိသွားကြပါတယ်။ဘာပဲဖြစ်ဖြစ်ဆန်ကတော့ရှိန်းကိုသူတို့နဲ့လူထားမဲ့အကြောင်းနဲ့အိတ်တာတော့အခန်းခွဲပြီးနေခိုင်းမှရမယ်လို့ပြောလိုက်ကဒင်းကလည်းချက်ချင်းပဲသဘောပေါက်သွားပြီးဘာလဲမင်းဟာအဆုံးမအတွက်အခွင့်အရေးပေးတဲ့တာပေါ့လို့ပြောလိုက်ပါတယ်။သူတို့ထင်တယ်လို့ပဲညာရောက်တဲ့အချိန်မှာတော့ရှိန်းကိုပူဇော်ထားရလို့ယူဆရတယ်မျိုးသမီးတယောက်ကရောက်လာခဲ့ပြီးပုတိပုတ်တဲ့လုပ်နေကဒါကိုသတိထားမိသွားတဲ့ရှိန်းကလည်းမင်းကဘာလုပ်လဲလို့ထားမိလိုက်ပါတယ်။ ဖော်မျိုးသမီးရတော့ဘာလဲနေရကောက်မမှန်မိရောဘူးလားလို့ပြောနေပြီရှင်းကိုတပစ်ပုတ်တက်လုံးနေကမထင်မထားလောက်အောင်ပဲရှင်းဟာအထိုမျိုးသမီးရောပြန်ပြီးတက်ခိုက်နိုင်နေပါတယ်တဖက်အခဲကဆူညက်တိုင်းနေကြောင်းဒင်းမျက်ဆန်လည်းအခဲတဲ့ရောလာကြပြီဒင်းဆန်းယူရမပြန်ဘာမှမလုပ်ရသေးခင်ပါတယ်အမျိုးသမီးလည်းချက်နဲ့မှောက်သွားကြပါတယ်ဒီလိုနဲ့ပဲတပွေလေးချန်နေတဲ့ရှင်းလည်းအမျိုးသမီးရောအမျိုးမျိုးတက်ခိုက်နေရပြီနောက်ဆုံးမှာတော့ရှင်းမဲ့အနိုင်ရသွားကမင်းကဘာလုပ်လဲလို့အောင်းနိုင်သူအထာနဲ့မေးလိုက်ပါတယ်ထိုမျိုးသမီးရတော့အခုချိန်မှာငါနင့်ရဲ့အကြီးဆုံးရန်သူပဲလေလို့ပြောလိုက်ကာဒုတိယဆိုသူတို့ပဲနေရာကနေပြောက်ကွယ်သွားပါတယ် အဲ့တော့မှပဲဒင်းမြတ်ဆန်လည်းပြန်ထလာကြပြီအဲ့ဒါကဘသူလဲလို့မင်းတွေကရှင်းရလဲငါလည်းမသိဘူးလေဒါပဲ तू ကတော့ငါ့ကိုသိနေတယ်လို့ပြောပြလိုက်ပါတယ်ဆန်ကလည်း तू ကမင်းကိုဘလို့သိနေရလဲလို့မေးလိုက်ပြီရှင်းရလဲအဲ့ဒါတော့ငါဘလို့သိမှလဲကွာငါသူ့ကိုမသိဘူးလို့ပြောလိုက်တော့ तू တော်တော်လေးစိတ်ဆိုးသွားတာပဲလို့ပြန်ပြောပြလိုက်ပါတယ်ဒီကလေဒီပုံစံတိုင်းဆိုရင်တော့ဒါရိုးတင်တာတော့ဟုတ်မယ်မထင်ဘူးဆမ်မီလို့ပြောလိုက်ပြီဆန်ကလေတေချာတော့ပေါ့ကွာလို့ပြောပြောလိုက်ကဒီကလေမင်းကအဲ့ကိုခက်ပညာတွေကိုဘယ်ကနေဘလို့တတ်တာလဲလို့ထပ်မေးလိုက်ပါတယ် ရှင်းရတော့မဟုတ်တာကွာငါတက်တဲ့လုံးမှာတစ်ခါတော့ချက်ဖြစ်ဘူးလားမဟုတ်ဘူးခါလို့ပြောလိုက်ပြီးရုတ်တရက်ဆိုသလိုပဲတလုံးဖောက်သွားခါနေရာမရဲ့တစ်ခါထပ်သေးသွားပြန်ပါတယ်ဒီလိုနဲ့ပဲနောက်ချက်မှာတော့ဒင်းမက်ဆန်ဟာရှင်းရင်အသက်မနေတဲ့ခန္ဓာကိုယ်နားမှာထိုင်နေကြပြီးဒီကောင်ဟာဘာကောင်လဲဆိုတော့စဉ်းစားနေကြခါမပြီးကောင်မဟုတ်တာတော့တိတ်ချတဲ့အချိန်မှာတကားဟုတ်တယ်ကိုကြားလိုက်ရပါတယ်ဒီလိုနဲ့ဒင်းတို့လည်းသတိစီးထားပြီးတကားကိုဖွင့်ပေးလိုက်တဲ့အချိန်မှာတော့တကားကမှအမျိုးသမီးတစ်ယောက်ဖြစ်နေကရှင်းရဲ့အလောင်းဟာရေခွဲမှာပြောက်သွားလို့လိုက်ရှာနေတဲ့ဟေလီပဲဖြစ်ပါတယ် ဟေလီဆိုတာကတော့တခြားမဟုတ်ပဲသူဟာရှင်းရဲ့သားလေးအိုလီဗာရဲ့အမေရှင်းရဲ့မိမပါလို့ပြောပြလိုက်ပြီးအထဲမှာရှိနေတယ်ရှင်းရုံတွေ့လိုက်ရတာအထဲကိုဝင်လာလိုက်ပါတယ်ဒေးဗရက်ဆန်ကလည်းဟေလီရဲ့အမူအရာကိုတစ်ချက်အကဲခတ်လိုက်ပြီးရှင်းကုလို့ဖြစ်နေတာလေးကိုဟေလီကတော့တီးပီးသားပဲဆိုတော့နားလည်သွားကြပါတယ်ဒီလိုနဲ့ပဲဒေးဗရက်ဆန်လည်းဟေလီကိုရှင်းတဲ့ပတ်သက်တာတွေကိုမင်းနေကြပြီးအိုလီဗာလေးကတော့ဓာတ်ပုံမှာတယောက်တည်းထိုင်နေပါတယ် ဟေလီကလည်းလူငယ်နှစ်တည်းတုန်းကသူတို့တငယ်ချင်းတို့နှင်းတောင်တကြားကြီးနဲ့အေးခဲနေတဲ့ရှင်ကိုတွေ့ခဲ့ရလို့ပြောပြနေပြီ။အဲ့ဒီချိန်ကတည်းကရှင်ဟာတရက်တစ်ခါသိနေတာကိုသတိထားမိပေမယ့်သတိမိနေရလို့ပဲထင်နေရလို့ပြောပြလိုက်ပါတယ်။ဒဲကလည်းမင်းနဲ့ရှင်ဟာဘာဖြစ်လို့အတူတူမနေကြရလဲလို့ထပ်မေးလိုက်တာ။ဟေလီကလည်းတရက်မှာသူတို့နေရာကိုချစ်ချီနူတတိတူနေတဲ့အချိန်မှာရှင်ဟာရုတ်တရက်ဆိုသလိုမျိုးနှလုံးဖောက်သွားပြီးနေရာမှာရင်တည်သွားကတည်ဆုံးချောင်းကိုအတီးပြူနေတဲ့အချိန်မှာရှင်ဟာပြန်ပြီးနိုးလာအောင် သူလည်းရှင်ကိုကြောက်မိသွားပြီးအဝေးကိုထွက်ပြေးခဲ့ရပါလို့ပြောပြလိုက်ပါတယ်။ ဆန်ကလည်းအဲ့ဒါဆိုရင်အခုမှဘာဖြစ်လို့ပြန်ပြီးလာရှာလဲလို့မေးလိုက်ပြီဟေလီယာတော့မပြောချင်ပြောချင်နဲ့သူသားလေးကိုကြည့်လိုက်တာအိုလီဗာမှလည်းသူ့ဖေလိုမျိုးမကောင်းတဲ့အရာတွေကအခုဖြစ်လာပြီလို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအသက်ပြန်ရှင်လာတဲ့ရှိန်ကအပြုံထွက်လာပြီးဟေလီကိုတွေ့လိုက်ရတာကြောင့်အန်ဟောနေကဟေလီယာလည်းရှိန်နဲ့အိုလီဗာကိုတာဖာနေကိုစပြီးမိတ်ဆက်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲဒိန်းဟာရှိန်တို့ရဲ့တာယာလာနဲ့မိသားစုလေးကိုငေးကြည့်နေတဲ့အချိန်မှာပဲအချက်လက်တွေကိုရှာပြီးပြန်ရောက်လာတဲ့ဆန်ရောက်လာကဒိန်းကလည်းဘာထူးလဲဆန်လို့မေးလိုက်ပါတယ် ဆန်ကလည်းဒင်းရီဒါအကျိစာတော့ဟုတ်တယ်ကွာဒါပေမဲ့ရိုးကျိစာတော့မဟုတ်ဘူးနတ်ဖျားတွေအကျိစာဖြစ်နေတယ်လို့ပြောလိုက်ပြီးဒင်းကလည်းအဲ့ဒါဆိုရင်ရှင်ရဘာကောင်လဲလို့မေးလိုက်ကဆန်ကလည်းရှင်ကပရိုမီသီးယပ်လို့ခေါ်တယ်ရှင်ပြင်းနတ်ဖျားရဲ့တိုက်တန်နှကောင်ပဲလို့ပြောပြလိုက်ပါတယ်ဒင်းကလည်းအဲ့ကောင်ကမီးကိုခိုးခဲ့တဲ့ကောင်မလားလို့မေးလိုက်ပြီးဆန်ကလည်းဟောကြောင်းပြပြောလိုက်ကသူမီးကိုခိုးခဲ့တာကလည်းငါ့ဟုတ်တော့ပဲလို့ပြောပြလိုက်ပါတယ် ီထီတော့ဒင်းရနားမလဲရအောင်ဆန်ရပဲဇူးစကတစ်ချိန်လုံးဟာလူသားတွေကိုမိတုပ်ခွင့်ပေးနေတာကြောင့် Prometheus က Olympic တောင်ပေါ်ကနေ Olympia မိတောက်ကိုလူသားတွေပြန်ပြီးအတုံးချလို့ရအောင်လို့ခိုးပေးခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကဲဆိုချင်တော့ Prometheus ကဇူးဖန်တော်ကိုခံလိုက်ရပြီးဇူးရဲ့အမေတော်သားအရာနှစ်ရိုင်းဆိုသလိုမျိုးတည်ခြင်းတရားကိုရင်ဆိုင်ဖို့အတွက်စဉ်းစားတိုက်ခိုက်ခဲ့ရတာပဲဖြစ်ပါတယ်။ တဲရလေဟုတ်ပါပြီအဲ့ဒီတော့ငါရှင်းပါပြီဒါဆိုရင်မလေးညာအတွက်ကလည်းလူသမားကောင်မကြီးရောဘာလဲလို့မေးလိုက်ပြီဆန်ကလည်းအဲ့ဒါကောင်မကြီးမဟုတ်ဘူးတင်အဲ့ဒါဇူးခက်သမီးအာတီမစ်ဖြစ်နေတယ်လို့ပြောလိုက်ကာအာတီမစ်ဆိုသူကမတင်မျိုးတွေကိုတော့မတင်အောင်တက်နေတယ်လို့ပြောပြလိုက်ပါတယ်တဲရလေကောင်ရောက်ကွာအခုဆိုရင်ငါတို့နှစ်ယောက်ကနဗျားရည်နဲ့မှဘင်းရတော့မှာပါလို့ပြောလိုက်ပြီဒင်းမြက်ဆန်တို့လည်းရှင်းကိုသူ့ဘဝစကြောင်းတွေကိုရှင်းပြလိုက်ရကာရှင်းကလည်းအဲ့လိုဆိုရင်တော့သူဟာဟေလီတို့နဲ့ဝေးမှနေမှရမယ်မဟုတ်လို့ရှင်တော့တို့တို့မှထိခိုက်မိလိမ့်မယ်လို့ပြောလိုက်ပါတယ် ဘင်းရလည်းမဟုတ်တာကွာအခုမှပြန်တွေ့ရတဲ့မိသားစုတော့ပြင်မထားပါနဲ့လို့ပြောလိုက်ပြီးရှဲရတော့သူ့ရဲ့မိသားစုကိုထိခိုက်မှာစိုးလို့စိုးရင်းနေကဆန်အားတော့စိတ်မပူဘူးနဲ့ငါတို့တွေကျိန်းစာအောင်ဖြစ်ဖို့အတွက်စူးစမ်းပေးပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဟေလီယာသတိမိနေတဲ့အိုလီဗာလေးကိုကြည့်ပြီးအထဲကိုဝင်လာကဒင်းမက်ဆန်ကလည်းဖြစ်သွားပြီလားအဲ့ဒါဆိုရင်တော့ဆေးရုံပို့လိုက်ပါလို့ပြောလိုက်ပါတယ်ဒါပဲဟေလီယာတော့ဒင်းတို့ပေါ်တာကိုလက်မခံပဲအခြေခံပေးလိုက်ဖို့ပြောကရှက်ရလေဖြစ်နေတာလည်းချင်းမိသွားပြီတခုခုသတိထားမိသွားကဘာလဲသူကသိသွားတာလို့ထားမိလိုက်ပါတယ် ဒင်းမြတ်ဆရာလည်းချိန်စားဘာဖြစ်လို့ကလေးတီပါပါသွားရလဲလို့ပြောနေပြီဟေလီကတော့ဘာမသိညာမသိမို့ဘာချိန်စားလဲလို့မင်းနေကဒင်းကတော့ဘာမှပြန်ဖြေပဲနေလောလောဆယ်မှာအကိစ္စအတွေ့တိကျတဲ့အဖြေကိုရှာဖို့အတွက်လူစုတဲ့နေရာကိုတွားချရမယ်လို့ပြောလိုက်ပါတယ်ဒင်းဆန်းကြီးကိုလည်းရှိန်တို့မိသားစုလေးဟာအခက်လူသားလေးရှိတယ်။ဘန်ကာတဲ့ကိုရွာလာကြပြီ။ဆန်အားအိုလီဗီယာလေးမှရောဒလူတွေဖြစ်နေတာအကြပီသားလို့မိလိုက်ကာ။ဟေလီကလည်းသူခွနနှစ်ကိုစားပြီးတဲ့အချိန်ရပဲ။ဒါရီဆိုင်ဖြစ်ကအဲ့ချိန်ကလေးဟာစကားလုံးပြောတော်မူလို့ပြောနေပြီ။ဆန်အားလည်းဒါပေါ်ဂရီမာဆိုရင်ခွနနှစ်ဆိုရင်အရွယ်ရောက်ပြီလို့သတ်မှတ်တယ်ဆိုတာကိုပြပြလိုက်ပါတယ်။ ဟေဒီတယောက်ကတော့အခုအချိန်ကြီးဘာတွေဖြစ်လို့ဖြစ်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပြီရှေးယုံလည်းတစ်ချိန်လုံးမှာသူထွက်ပြေးမိခဲ့တဲ့အတွက်ပြန်ပြီးတောင်းပန်နေကရှိန်းနဲ့အိုလီဗီယာလေးမှာရှိနေတဲ့အကျင်းစာဘာလဲလို့မေးလိုက်ပါတယ် ဒါကြောင့်ဒိမက်ဆန်တို့လည်းဟေလီကိုရှင်းရဲ့ဘွားအကြောင်းကိုထပ်မံရှင်းပြလိုက်ရပြီဟေလီကတော့မယုံတဝက်ယုံတဝက်နဲ့ဒီကျင်းစာကိုငါတို့ဟာဘလို့ဖျက်ရမှာလဲလို့မိလိုက်ကဒိကတော့ရှင်းပါတယ်ငါတို့ဇူးစုကိုစင်ခေါ်မယ်ပြီးရင်ကျင်းစာကိုဖျက်ခိုင်းမယ်လို့ပြောနေကဟေလီက "तू အဖြစ်မပေးရင်ရော"လို့မင်းနေကဒိကတော့ခက်တီတီနဲ့မဖျက်ပေးလို့ရှိရင်ဇူးကိုငါတို့ဟာရှင်းပြရမှာပေါ့လို့ပြောလိုက်က "तू တည်လို့ရှိရင်တော့ကျင်းစာကပျောက်သွားမှာပါ"လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိုလီဗီယာလီရဲ့အတန်အောင်ကြားလိုက်ရတာကြောင့်ဟေလီယာအိုလီဗီယာကိုဂရုစိုက်ဖို့အတွက်နေရာကနေထွက်သွားလိုက်ပါတယ် ဒေးမက်ဆန်ဟာဒီကိစ္စကိုရှိန်ဟုံဘလို့ကြမလဲလို့မေးလိုက်ပြီးဆန်ဟာဒီကိစ္စကိုမမလို့လို့ရှင်တယ်ငါတို့ကတော့ဇူးကိုခေါ်ဆရာရှိရခေါ်ပြီးလုံးဆရာရှိရအောင်လုံးရမှာပဲလို့ပြောလိုက်ကရှိန်ရလည်းမဟုတ်တာခွာငါလည်းပါမှာပေါ့လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဒင်ဆန်နဲ့ရှိန်ဟာဘန်ကာထဲမှာရှိတဲ့စာအုပ်တရနဲ့တစင်ဇူးကိုစင်ခေါ်ဖို့အတွက်ရှာလိုက်ကြပါတယ်ရှာရေးဘွေနဲ့ဒင်းဟာတခုခုရှာနေသွားပြီးအချောင်းရုံပြပြနေကတလွဲနေဖြစ်နေကြအောင်ဆန်အပဲဒင်းစီရစာအုပ်ကိုယူလိုက်ရပါတယ် အဲ့ဒီအချိန်မှာပဲဟေလီပြောက်လာပြီးဟေလီယာဆစ်ပပူပါနဲ့ပြောပြချင်တာကိုပြောကြပါလို့ပြောလိုက်ပြီးဆန်အလေဇူးစုတပ်ဖို့အတွက်ဆိုရင်မိုးချိုးပြစ်ခံထားတဲ့တပင်ဟာတတအောင်လိုချောင်းနဲ့သူ့ကိုဆင့်ခေါ်ဖို့အတွက်ဆိုရင်တော့ဇူးကိုယုံကြည်သူရဲ့အရှိုးရဲ့မိုးချိုးတင်ထားတဲ့တဲပွေကိုလွယ်လွယ်ပြပြလိုက်ပါတယ်ဒင်းကတော့အကြက်ကြက်ပစ္စည်းတွေဟုတ်ပါပြီအရှိုးကိုဘယ်လိုလုပ်မှလဲလို့မေးလိုက်ပြီးဆန်အလေလွယ်ပါတယ်ကွာလမ်းပေါ်တပီရှာကြည့်ရပါလို့ပြောလိုက်ပြီးအင်တာနက်ကကြည့်သူနဲ့အလားအမျိုးတစ်မျိုးမှာဇူးကိုယုံကြည်သူရဲ့ရှိနေတဲ့ချောင်းနဲ့ထိုသူတွေရဲ့တင်ကြိုက်မှာရှိသောအောင်သိလိုက်ရပါတယ် ဒါကြောင့်ဒိန်းဟာအဆန်နဲ့ရှိန်ကိုအယိုးတော့ယူခိုင်းလိုက်ပြီးသူနဲ့ဟေလီကတော့မိုးရိုးတင်တဲပွင့်ကိုရှာဖို့အတွက်လူစုခွဲလိုက်ကြပါတယ်။ဒိန်းကတော့ဘယ်တရီးစူတော်မှုတွေထဲမှာရှိမလဲဆိုတာကိုရှာကြည့်ရမယ်လို့ပြောနေပြီးဟေလီကလည်းအဲ့ဒါလေးကိုခိုးရမှာလားလို့မေးလိုက်ကဒိန်းကတော့လိုအပ်လို့ရှိရင်တော့ခိုးရမှာပေါ့လို့ပြောလိုက်ပါတယ်။ဟေလီကတော့နားမလည်ဖြစ်နေပြီးအဲ့လိုကြောက်တုံးနေတာတလင်းကြောက်ဆိုင်နေမှာဇီပေါပေါနဲ့ဝယ်လို့ရနေတာကိုဘာလို့အခုလိုလုပ်မှလဲလို့ပြောလိုက်တာကြောင့်ဒိန်းကလည်းအခုတော့မှခက်ခဲလို့ဆက်မလို့ဆိုတာကိုသဘောပေါက်သွားကဟေလီရဲ့ရှိမှာမျက်နှာပူလိုက်ရပါတယ်။ ဒင်းမြက်ဆန်ကတော့တင်းကြိုင်ထဲမှာအယူသူတစုကိုတူးနေကြပြီးရှိန်းကမင်းနဲ့မဆိုင်တဲ့ကိစ္စကိုမင်းကဘာဖြစ်လို့အသက်ဆုံးပြီးတော့စူးစမ်းပေးနေရလဲလို့မေးလိုက်ကဆန်ကတော့မင်းနောက်မှာမင်းရဲ့အသက်ကိုဆုံးပြီးလူသားတွေအားလုံးတွင်မီးကိုခိုးပေးခဲ့ရပဲလို့ပြောပြနေကမင်းကြောင့်ပဲကဘာကြီးကအခုလိုမျိုးတိုးတက်ပြောင်းလဲလာတာပဲလို့ပြောပြလိုက်ပါတယ်ရှိန်းတယောက်ကတော့ဆန်ပြောခဲ့တဲ့တော်ကီတီကိုသဘောကျနေပြီးကဘာကြီးကိုကဲတင်ခဲ့တဲ့သူဟာသူ့ရဲ့သားအယူတော့မကဲနိုင်လို့ရှိရင်ဘယ်လိုလုပ်မလဲလို့မေးနေကဆန်ကလည်းစိတ်မပူပါနဲ့ငါတို့တွေချောင်းကိုကဲမှာပါလို့ပြန်ပြောလိုက်ပါတယ် တဖက်မှာလည်းဒင်းနဲ့ဟယ်လီတို့ဟာတနေရာသွားနေကြပြီးဒင်းဟာငါတို့ရထားတဲ့အချက်လက်တရားမခိုင်လုံပေမဲ့ဒီကိစ္စတော့ငါတို့အောင်မြင်မှတိတ်ချမှာရာနှုံးပြပါပဲလို့ပြောလိုက်ပါတယ်ဟေလီယာအတူသားဆိုရင်ဇူးစ်ကိုအိုလီဗာရှီယန်နဲ့ကောက်ွယ်ပေးဖို့အတွက်တောက်ဆုံပါပဲလို့ပြောလိုက်ပြီးဒဲရလည်းဒီလိုကောင်းနေရလိုဆက်ဆက်လို့မရဘူးဆိုပြီးဟေလီနားလည်အောင်ပြောပြလိုက်ပါတယ်။နားကြီးအနှဲငယ်အကြမှာတော့ဒင်းတို့တို့တွေလည်းနှပြားထလျော်ထဲမှာဇူးကိုဆဲခေါ်လိုက်ကြပြီးဇူးကတော့ရောက်လာနေမင်းတို့ငေါအခုလိုမျိုးအကြမ်းနည်းနဲ့ဆက်ခေါ်စရာမလိုပါဘူးလို့ပြောနေပါတယ်။ ဒင်းကတော့ဇူးကိုစကားနဲ့အများကြီးပြောနေကွာခလေးစီမှာရှိနေတဲ့တင်စာကိုဖျက်ပြီးလို့ပြောလိုက်ပြီးဇူးကတော့ဒင်းမတော်ကိုခယူမဆိုင်ပဲရှိန်းတစ်ဖြစ်လေပရိုမီသီးယပ်ကိုလမ်းပြီးနှုတ်ဆက်နေပါတယ်ရှိန်းစကလည်းသူသားစီရနဲ့ကျင်းစာကိုဖျက်ပေးဖို့အတွက်တောင်းဆိုနေပြီးဇူးစကတော့ဘောင်မက်ကယူမဆိုင်တယ်လို့လည်းပေါ်ပြက်ပြက်လုပ်နေပါတယ် ဒါအောင်စိတ်မရှိတော့တဲ့ရတော့ကောင်းကောင်းမို့ပြောနေတော့ကျင်းစာကိုဖျက်လိုက်စမ်းပါလို့ပြောနေပြီလက်လက်ကိုထုတ်ပြလိုက်ကဇူးစကလည်းမင်းချောက်ချောက်ကိုဖျက်ပေးလို့ရှိရင်ငါကျင်းစာကိုဖျက်ပေးမယ်လေလို့ပြောလိုက်ပြီဒင်းကလည်းရမလားကွာမင်းကျင်းစာကိုဖျက်ပေးလေငါချောက်ချောက်ဖျက်ပေးမယ်လို့ပြန်ညှိလိုက်ကနှောက်ကောက်သားညှိမိရဖြစ်နေရကြောင်းဒင်းကလည်းပြီးတော့ကွာဒါဆိုမင်းတပွားလုံးစက်ဝိုင်းထဲမှာပဲနေရလို့ပြောလိုက်ပြီနေရလေတစ်ထပ်ပုံလုပ်လိုက်ပါတယ်အဲ့အချိန်မှာပဲမိခင်တယောက်နေနဲ့ကိုရင်သွေးတံဘာမှဆိုလုံးမယ်ဆိုတဲ့ဟေလီကတော့ဇူးကိုလှုပ်ပေးလိုက်ပြီပြီအိုလီဗီယာဆီယံနဲ့ကျင်းစာကိုဖျက်ပေးခိုင်းလိုက်ကဇူးစကသူတို့ထင်တာတလို့ပဲအရင်ဆုံးဒင်းဆန်းတဲ့ရှင်းကိုတက်ခိုင်းလိုက်ပါတယ် ဟေဒီပြောက်လေတားသောကြောင့်လက်လုံသွားလာ ਉਹ အခုမှသတိရမိသွားပြီအခြေရထောက်သွားခဲ့ပြီဖြစ်တာဇူးစကသူ့ဘက်ကိုလှည့်ပြီးတက်ခိုက်ကအိုလီဗာကိုသူ့လက်ထဲအပ်ဖို့တပြောနေပြီအလုံးဝတိုက်ဖို့လုပ်နေတဲ့ဒင်းမက်ဆန်အောင်တော့အာတီမစ်ကဝင်ထိလိုက်ပါတယ်ဇူးစကလည်းအော်မင်းတို့ကောင်တွေငါသမီးအာတီမစ်နဲ့တပြူးပြီးမလားလို့ပြောနေပြီအာတီမစ်ကရှေ့ကိုကြည့်တဲ့အကြည့်ထဲမှာတခုမှမြင်သွားတဲ့ဆန်ရတော့သူတို့ကြားထဲမှာဒုံတစ်ခုရှိနေမယ်ဆိုတော့တမ်းပြီးသဘောပေါက်သွားပါတယ်ဟေလီရောအိုလီဗာကိုဇူးစီမှာမအပ်ချင်ဖြစ်နေပြီဇူးစကလည်းဟေလီသူ့ဘက်ပါလာအောင်လို့အမျိုးမျိုးစကားဆွေးနေပါဗျာ တခါမှတော့ဇူးစ်ကအခုလိုမျိုးနေ့ရက်သားလေးသိနေတာကိုမြင်နေရတာလက်တော်နာချင်းနေမှာပဲလို့မိလိုက်ပြီဟေလီကလည်းရှေးကိုကြည့်လိုက်နေခေါင်းကြိတ်ပြလိုက်ပါတယ်ဒီပြုတ်မှုကြောင့်ဇူးစ်ကသဘောကျသွားခဲ့ပြီးရှေးစ်ကိုငှားရနေခြင်းမှုတွေကိုခံစားကြည့်စမ်းပါလို့ပြောပြီးအစွမ်းမြူးနဲ့နှိပ်စက်ပြပါတယ်ဟေလီကိုလည်းအစွမ်းနဲ့ဖယ်လိုက်ပြီးအိုလီဗာလေးကိုအနားခေါ်လိုက်ကမင်းထွန်းကမှကြီးလေးရဲ့တာဝန်တစ်ခုရှိတဲ့ကောင်းလေးလို့ပြောလိုက်ပါတယ် ရနဲ့ဇူးစ်ကဒေမက်ဆန်ကိုတဏျာကိုခေါ်သားဖို့အတွက်အာတီမစ်ကိုအမိန်ပေးလိုက်ကာအာတီမစ်လည်းကောင်းကောင်းမွန်မွန်နဲ့ဒေမက်ဆန်ကိုတဏျာကိုခေါ်သားနေပြီဆန်ကလည်းအာတီမစ်ဆိုတာငါတို့တွေရဲ့အမဲလိုက်နဲ့ဖျားပဲအမဲလိုက်ခံနေပြီဆိုရင်အာတီမစ်စီမှာဆူတော်ရရလို့ပြောပြနေကာအခုတော့အာတီမစ်လည်းအစွဲနေနေကုန်ပြီထင်ပါတယ်လို့ပြောလိုက်ပါတယ်ဆန်ရဲ့စကားကြောင့်ဒေါသထွက်သွားတဲ့အာတီမစ်ကဒေမက်ဆန်ကိုနေရာမှာကပ်ပစ်လိုက်ပြီးအစွမ်းလာတိတ်ရှိရဖို့လို့ပြောလိုက်ကာဒေကတော့နှစ်ဖျားကိုစကနာတော်ထူတဲ့အတွက်ဆန်ကိုအပြစ်တင်နေပါတယ် ဒါမဲ့ဆန်ကတော့မရက်သွားပဲမီးစီမာတာအစွမ်းနေရှိလို့ရှိရင်ဘာဖြစ်လို့ရှိန်လိုလူတက်ကိုရှာဖို့အတွက်အချိန်နဲ့ကြာနေရလဲလို့မေးလိုက်ပြီးအာတီမစ်ကတော့ "तू ကပုံးနေလို့လေ"လို့ပြောလိုက်တာဆန်ကတော့"ဟာအစွမ်းနေအများကြီးရှိနေတယ်ဗျာအတိတ်မိနေတဲ့နေ့တကောင်တော့မချနိုင်ဘူးလား"လို့ပြန်ရွှဲလိုက်ပါတယ်ပြီးရနေဆန်ကဘာလို့မချနိုင်လဲမင်းသိလားဘာဖြစ်လို့လဲဆိုတော့ရှိန်ရမင်းဘောမှာချစ်နေရတယ်လို့ပြောလိုက်ပြီးအာတီမစ်ကလည်းမဖြစ်နိုင်တာကြီးလို့ပြောလိုက်တာဒါကတော့ဆန်ဘာကြီးပြောနေလဲဆိုတော့မသိရအောင်ဟိုကြည့်ဒီကြီးနဲ့ကြောင်နေရပါတယ် ဆန်ဟာရှိန်းကိုရေခဲတော်အောက်ကနေလှုပ်ပေးခဲ့တာအာတီမစ်ဘန်ကိုရှင်းရသိနေရလို့ပြောပြလိုက်ပြီးမင်းရမင်းအဖေအမုန်းဆုံးသူ့ကိုမှချိမိနေရပဲတော့လို့ပြောလိုက်ပြီးအခုချိန်မှာသူ့ကိုကယ်လို့ရှိရင်အချိန်မီသေးရလို့ပြောလိုက်ပါတယ်တဖက်မှာတော့ဇူးစ်ကရှိန်းကိုအမျိုးမျိုးနှိပ်စက်နေပြီးအိုလီဗာကိုလည်းစကလုံးတွေနဲ့အုံနောက်စင်းတွေကတပစ်ဖို့တောင်လုပ်နေပါတယ်ဒီချိန်မှာပဲအားလုံးမလောက်ကြသေးခင်မှာဒင်ဆန်နဲ့အတူနတ်ဖျားကိုတတ်တဲ့များနဲ့အာတီမစ်ပြောင်းလာပြီးရှိန်းတို့ကိုလှုပ်ပေးဖို့တောင်ပြောလာပါတယ် ဇိုးစကတော့သူတို့မီးကိုကြည့်ပြီးဒေါသကြီးထွက်နေကဒီကောင်းကြောင်ငါတို့နှစ်ဖျားတွေကအမေရောကန်ဖြစ်လာရတာဒီကောင်းကမီးကိုမခိုးခဲ့လို့ရှိရင်အခုအချိန်ထိကဘာကြီးကိုငါတို့ကောင်တွေကအုပ်စိုးနေရမှာပဲလို့ပြောနေပြီးအာဂီမစ်ကိုလည်းကို့ဖေကိုပြန်ပြီးအာမခံနဲ့လို့ပြောလိုက်ပါတယ်အာဂီမစ်ကတော့ရှေ့ဟိုအရင်တော့ပဲအဖေတို့တတ်မှတ်ခဲ့တာအခုအချိန်မှာတော့ရှေ့ရဲ့လူရက်တရားတအားလုံးလာပြီးလို့ပြောနေပြီးဇိုးစကိုမျက်နှာပြစ်လိုက်ကဇိုးစကလည်းအစွမ်းနဲ့ရှေ့ဟိုဒိုင်းခါတစ်ခုတော့တုံးချလိုက်ပါတယ် ပြီးရနေဇိုးစကမင်းတည်သွားလို့ရှိရင်မင်းရဲ့တောင်းကတောင်းမှာမင်းလိုမျိုးတသက်လုံးနေခိုင်းမယ်လို့ပြောလိုက်ပြီးဒီစကားကိုကြားတဲ့အချိန်မှာတော့ရှိန်ဟာသုံးဖက်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ကသူ့ခန္ဓာကိုယ်ထဲမှာဖောက်ဝင်နေတဲ့မြောက်ကိုတဆုံးလေးထိုးသွင်းလိုက်ပြီးသူ့နဲ့အတူဇိုးစကတခါတည်းအပါခေါ်သွားလိုက်ပါတယ်ဒင်းမဲ့ဆန်တို့လည်းအဖြစ်ပြက်ဒီဟာမန်ဆန်လုံးနေရာကြောင်းဘာမှမတတ်နိုင်ဖြစ်သွားလိုက်ရပြီအာတီမစ်ကတော့သူချရတဲ့သူကိုသူပြစ်လိုက်မိတဲ့မြောက်ကိုရင်နနာနဲ့ပြန်ပြီးနှုတ်ယူလိုက်ရကဟေလီကိုအနေဖြင့်ပပနဲ့ကြည့်လိုက်ပြီးဇိုးစကအလောင်းနဲ့အတူနေရာအနေပြောက်သွားပါတယ် ဘဲနဲ့ဟယ်လီတို့ကတော့ရှိန်းစီအလောင်းကိုမီးသီချိုပေါ်လှုပ်ပေးနေကြပြီဆန်ကလည်းအိုလီဗာလေးကိုနှစ်သိမ့်ပေးနေခါထူးဆန်းသွားတဲ့ပဲအိုလီဗာလေးဟာသူ့အဆင်ပြေပါရဲ့ဆိုပြီးစကားစာပြောလာပါတယ်ဒီလိုနဲ့ပဲဒင်းမြတ်ဆန်တို့လည်းဘန်ကာစီကိုပြန်လာကြပြီးဒင်းရာအာတီမစ်နဲ့ပရိုမီသီယပ်တို့ရဲ့အချက်ဇလံကိုမင်းကဘယ်လိုသိရလဲလို့မင်းနေကဆန်ကလည်းဒင်းမြတ်ကန်ဆန်းကြည့်နေတာဒီမှန်တော့လို့ပြောလိုက်ပါတယ် တဲရလည်းထားပါတော့ကွာဘလို့ပဲနေဒီငါတို့ကောင်နေခလေးကိုတော့ကလဲနေတာပဲနေလို့ပြောနေပြီဆန်ကတော့ဟုတ်တယ်ငါရောဒီဆန်သက်ချက်တကြီးကိုအသက်ရှင်နေရတယ်ပြီးမြောက်အောင်လုပ်နိုင်ပါမလားလို့ပြောလိုက်ပြီတဲရတော့ဒေါသတကြီးနဲ့ဆန်ရဲ့စကားကိုတားလိုက်ကအဲ့လိုမျိုးနမိတ်မရှိတဲ့စကားတွေကိုမပြောစမ်းပါနဲ့ဆန်ရမင်းကောဂတိပေးထားတဲ့အတိုင်းမင်းအသက်ရှင်အောင်နေရမယ်လို့ပြောလိုက်ပါတယ်ဆန်ကတော့ဒင်းကိုပေတီတီနဲ့ပြန်ကြည့်လိုက်ပြီ ဒဲရတေးချင်းရှိချင်းဆိုတာငါတို့ယူချက်လို့ရတဲ့အရာမှမဟုတ်တာပဲလွှဲပေါ်လိုက်ပြီဒဲရတော့အဲ့ဒါကိုငါသိတယ်ကွာဘာပဲဖြစ်ဖြစ်မင်းတရားမယ်ဆိုရင်တော့မှပဲတာမန်လူကြီးကျော်ကလည်းပဲတရားမယ်လွှဲပေါ်လိုက်ပြီဆန်လဲသူ့ကိုတင်သူ့ကိုဘယ်လောက်ချက်လဲဆိုတဲ့သဘောထားကိုပို့ပြီးနားလဲသွားရပါတယ်ဒီလိုနဲ့ဘန်ကာတဲကိုရောက်တာနဲ့ဒင်းရသူ့ခန်းထဲကိုဝင်သွားပြီးကန်စီရဲ့ဆက်သွယ်နေကသူ့ရဲ့ညီလေးဆက်မီကိုကောက်ွယ်ပေးဖို့အတွက်အသက်သန်တောင်းဆိုနေခဲ့ပါတယ်